ကျွန်တော်တို့ GPV ဆိုတဲ့ခေါင်းစဉ်အောက်ပြောလိုက်ရဆိုရှင်အားလုံးကအမျိုးသမီး LGBT ကလေးတင်းဆိုတဲ့အောက်ကိုဝေးကျွန်တော်တို့ကအများဆုံးရခိုင်လူလို့ဉာဏ်ကြည့်ကြတယ်တကယ်တော့ GPV ရဲ့အရှိမဂျန်ဒါဆိုတာပါအဲဂျန်ဒါဟာအမျိုးသားတွေပါပါအဲ့တော့အားလုံးပေါင်းမယ်ဆိုလို့ရှိရင်တော့ဒီဂျန်ဒါဆိုတဲ့ဝင်ဝိုင်းထဲမှာဒါရပါနေတာဖြစ်ဖြစ်ပဲတော့ဒီဖြစ်စဉ်တစ်ချောင်းလုံးမှာကျွန်တော်တို့ကပြောမယ်ဆိုတော့လူသားအားလုံးနဲ့သက်ဆိုင်တယ်လူသားအားလုံးနဲ့သက်ဆိုင် ဲ့တော့ဒေါင်းထပ်ပြီးတော့ချင့်ပြောလို့ဆိုရင်လူသားလုံးနဲ့သက်ဆိုင်တာဖြစ်သည့်အတွက်ကြောင့်လူတံလူရဲ့ပေါ့နော်စံတုံးရဲ့ပတ်သက်တဲ့အခွင့်အရေးတွေချိုးဖောက်ခံရတယ်ဘလို့ဒီနဲ့ချိုးဖောက်ခံရတယ်ခုနပြောလို့ပေါ့နော်အင်အားသုံးပြီးချိုးဖောက်ခံရတယ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးချိုးဖောက်ခံရတယ်ဂျာလူအာနာနဲ့ပတ်သက်ပြီးချိုးဖောက်ခံရတယ်စသဖြင့်အဲ့တော့ဒီအားလုံးကဒီချိုးဖောက်ခံရတဲ့ဖြစ်စဉ်တွေမှာပါနေတာဖြစ်တယ် ဲ့လိုခုနပြောရေးပေါ့နော်ဒီ studio type လို့ခေါ်တဲ့ design တွေမှာဖြစ်ပြီဟုတ်ပြီအဲ့လိုချိုးဖောက်ခံပြီးတဲ့အခါကျတော့ရောတိပါပြီတဲ့ကျွန်တော်တို့မှာကြုံတွေ့နေရတာ hidden population တွေဖြစ်နေတယ်ပြီးတော့ဒီဖြစ်စဉ်တွေအကုန်လုံးကလေရက်ွက်ထဲမှာပြန်လိုက်တယ်ရောစပင်းဆွဲပြီးတော့ပားရိုက်ပြီးလက်တိနဲ့ထိုးဆိုလေလူကြီးရှင်သာဖြစ်ရှင်းနေရတဲ့ကိစ္စရဲ့ပြတယ်မဟုတ်ဘူးတစ်ဖက်ကခုနပြောရေး social net အရာမျိုးရိုးစင်ဆက်ဒလိထုံးတဲ့အရာ ကြိတ်ကြိတ်ကြိတ်ပြီးတော့လက်ခံပြီးဖြည့်ရှင်းလာတဲ့ကိစ္စရပ်ဒီမှာဒီတရားရုံးမှာပေါ့เนาะကျွန်တော်တို့ကဖြည့်ရှင်းရပြီဆိုတဲ့အခါကျရင်ပွတ်ပွတ်လေးလေးပြောလို့ပြုလို့မရတဲ့ကိစ္စရပ်အများကြီးပဲပေါ့เนาะအဲ့လိုပြောလို့ပြုလို့မရတဲ့အရာဒီပေါ်မှာမူတည်ပြီးတော့မှမဖြစ်သွားလေးဆိုတော့ဥပဒေအရကာဝေးပေးမှုပြီးအားနည်းသွားတာရှိတယ်ဥပဒေအရလုံးဝမဲ့ကိစ္စရပ်ဒီမှာ ပြက်ပြက်သားသား rule regulation ရှင်းရှင်းလင်းလင်းမထောက်ပြန်နိုင်နေရဖြစ်သွားတယ်